ယခုတင်ဆက်သောအတန်ထွက်ပုံမြင်ရုပ်ပြများ audio book များသည် quality publishing house စုပြည့်စုံလုံးစားပေးရတရံကုန် publication တို့၏မူပိုင်လာဖြစ်ပါသည်မင်္ဂလာပါမောင်ညီမလေးတို့၏မမကတော့ပုံမြင်တင်ဆက်သူမစုပြည့်စုံတို့မဲ့ဖြစ်ပါရဲ့မမဒီနေ့ဖတ်ပြမယ်ပုံမြင်လေးကတော့စုပြည့်စုံလုံးစားပေးရနေထုတ်ဝေထားတဲ့ချွေးနဲ့ရင်းနဲ့အသက်ပြားလို့ခေါ်တဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ ရှေးခါကတာကလားဆိုရဲတိုင်းပြည်ကြီးမှာတတိကြီးဥပ္ပောကဆိုတာရှိပြီးသူ့မှာအရွယ်ရောက်ပြီးတားယောက်ကြလေးတူရှိတဲ့တတိကြီးဒါမောင်တာလာဟာအလုံးမလုံးပဲအပေါင်းတင်းတွေနဲ့အချိန်ပြုံးနေနေရှိရပေါ့တနည်းမှာတော့ဥပ္ပောကဟာမောင်တာလာကိုခေါ်ပြီးမင်းအဆွေစားနဲ့ရှာလို့ရရင်ငွေအတပြား၅ချက်ကိုဒီညနေ၅စီလာအန်လို့စူပူချင်းမောင်ပြောကြားနေတဲ့ မောင်တလာဟာငွေရအောင်ဘလို့လုံးရမယ်မသိရနဲ့ရေကန်ဆက်မှာငူငူကြီးတွားထိုင်နေတာပေါ့ညနေဆောင်တော့သူ့မိခင်ကြီးကလိုက်လာပြီးအတပြားငါးချက်ကိုပေးတဲ့မောင်တလာကလည်းညနေရောက်တော့ငွေအတပြားငါးချက်ကိုယူပြီးဖခင်တထေးကြီးလက်ထဲထည့်လိုက်နေတဲ့ငွေရှာတဲ့သူကချွေးတစ်စက်မထွက်အဝတ်လေးတစ်ခွက်တောင်မနွမ်းပါလား တတိကြီးကမောင်တာလာရှာခဲ့တဲ့ငွေအသက်ပြကို အိမ်နောက်ဘက်ကရေတွေနဲ့ချခိုင်းလိုက်တဲ့အခါမောင်တာလာလည်းအေးစိစွာပြစ်ချလိုက်လေတဲ့။နောက်ရက်တွေမှာလည်းမောင်တာလာရှာလာတဲ့ငွေအသက်ပြတွေကိုရေတွေနဲ့ပဲချခိုင်းလေတဲ့။မောင်တာလာလည်းအေးစိတည်ငြိမ်စွာပြစ်ချတဲ့။တတိကြီးဥပ္ပောကဟာသူ့လူယုံတော်တွေရဲ့ပြောကြချက်အရမိခင်ဖြစ်သူကပေးနေကြောင်းသိရလို့မိမဖြစ်သူကိုကျိုးတုတ်ကအခန်းထဲပိတ်လောင်ထားလိုက်နေတဲ့။ ကလေးကိုနင်းဖြက်စည်းနေရဒီနေ့တော့တွေ့ပြီပေါ့မောင်တလားတရားနေအတော်ဆောင်လာတော့အခက်တွေ့နေရပြီပေါ့အမေလည်းမပေါ်လာသေးဘူးဒီညနေငွေမပေးနိုင်အမွေဖြတ်ပြီးမောင်ထုတ်ခေရတော့မယ်အချိန်တို့တွင်မှာငွေအတပြားရဖို့မောင်တလားဟာအသေးအတန်ရှာရတော့ပါပေါ့အဲ့ဒီထင်းမုံကုံရင်ငွေသုံးချက်ပေးမယ်ကွ ။ဒီကိုလုံးထူဘူးပြီးမောဟိုက်နွမ်းလျပေမဲ့အလုတ်ကိုမနာတဲ့ဆက်လုံနေနေတာပေါ့။စီဟိုးနှလုံးပြင်းရင်နှစ်ချက်ပေးမယ်။ခရိုင်နေတဲ့နောက်ကျနေပြီမို့အတပြားငါးချက်ကိုယူကဖခင်ကြီးစီတဟုန်ထိုးပြရတော့တာပေါ့အဖေကျွန်တော်ငွေရလာပြီဥပေါကကအတပြားငွေကိုရေတွင်းနဲ့ချခိုင်းတဲ့အခါမောင်တာလခမညာငူကြီးချက်မနဲ့တောင်းပန်ရှာတဲ့ ဒီငွေတွေဟာတားပင်ပန်းခံမိရှာလို့ရရငွေတွေပါရေတွင်းနဲ့မချပြစီနဲ့လို့တောင်းပန်တာပေါ့ငွေဘလို့ရှာမလဲဆိုတာတားသိပါပြီအဖေအမွေတွေကိုလည်းမလိုချင်တော့ပါဘူးတားကိုယ်တိုင်းတထည်ကြီးဖြစ်အောင်စူးစမ်းပါတော့မယ်လို့ပြောတဲ့အခါမှာဒါမှငါသားကွာဆိုပြီးတထည်ကြီးဥပိုးကားတို့ဇနီးမောင်နှံနဲ့ချီနှူးပီတီဖြစ်သွားကြရလေရပေါ့အမြင်လေးကိုနားထောင်မိပြီဆိုရင်တော့မမနဲ့အတူဒီမေခုံးလေးတွေကိုဖြည့်ကြည့်ကြအောင်နော် နံပါတ်၁တထေးကြီးဥပိုးကားတွင်မိတိသားရှိသည်နီနံပါတ်၂တထေးသားလေးသည်မိတို့တော်အပြုမူရှိသည်နီနံပါတ်၃တထေးကြီးသည်တားဖြစ်သူအားမိတို့ပြုလုပ်ခိုင်းသည်နီနံပါတ်၄မိခင်ကြီးကမောင်တာလာအားမိတို့ပြုလုပ်ပေးသည်နီနံပါတ်၅မောင်တာလာသည်ပတ်စံကိုမိတို့ရှာဖွေခဲ့သည်နီ ပုံမြင်လေးတွေကိုဆက်လက်ပြီးနားထောင်ခြင်းနဲ့ဆိုရင်တော့မမရဲ့ YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်